ထိုင်းမြန်မာနေဆက်ကတနာပူရီခရင်မတရားမဝင်နေဆက်ဖြစ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား40ကျော်ဖမ်းဆီးခံရတယ်လို့ထိုက်တရင်ဌာနတွေမှဖော်ပြပါတယ်။အော်တိုဘာလ2ရက်ညကစံယွန်ဒေတာထေမြန်မာနိုင်ငံသားတွေတရားမဝင် ဝင်လာတဲ့ဆိုပြီးတင်ရလို့ဒိတ်ချစစ်ဆေးပြီးမတင်ငါပေါ်ရာကာလီစီကို ရန်တပ်စစ်ဆေးခဲ့ရာမြန်မာနိုင်ငံသားမျိုးသား36ဦးအမျိုးသမီး6ဦးစုစုပေါင်း42ဦးလိုက်ပါလာပြီး အားလုံးမှာတည်ဝင်ခီးသွားခွင့်စာရွက်စာတမ်းတွေကိုမတွေ့ရဘူးလို့ဆိုပါတယ်။သူတို့နဲ့အတူမြန်မာနိုင်ငံသားကာမောင်သမားလေးကိုလည်းဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံသားတွေဟာဖျားတူစုကနေစံကရဗူရီဒေတာကိုတရားမဝင်ဝင်လာချပြီးလေကားတွေနဲ့ဆက်တိုက်ခီးဆက်ခဲ့တယ်လို့ဖော်ပြပါတယ်။သူတို့ဟာ Telegram အတွင်းအလိုလိုကိုင်းနိုင်ဖို့ ပွဲစားတွေကိုပတ်1200ကနေ2000အထိပေးချေခရပြီးကာသမာကပတ်9000နဲ့ဆမ်စကွန်ဒေတာကို ပို့ဆောင်ဖို့ခေါ်ယူလာတာဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကိုဥပဒေအရရေယူနိုင်ဖို့စိုင်ယွန်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းထိုင်းနိုင်ငံထေကိုတရားမဝင်ဝင်ရောက်လာမှုနဲ့ မြန်မာနိုင်ငံသား1200နီးပါးတိဖမ်းဆီးခံရတဲ့အကြောင်းဒေဝဝတ်ကစူးစီးထားတဲ့သတင်းအချက်အလက်တွေကသိရပါတယ်